ြောမင်္ဂလာပြောပြောမင်္ဂလာပြောအလောင်းစီ

တယုတ်ဆောင်ဆိုတာကတော့ဒီကို့ကိုပေးလာတဲ့ character ပေါ်မှာအဲပြပြအောင်တယုတ်ဆောင်ရတာဖြစ်တယ်တကားနဲ့တကားတူမာတော့မဟုတ်ဘူးတူချင်မှလည်းတူမှာပေါ့နော်လူမဖြစ်မြောက်လို့တော့နေလေအေးအေးနေရမယ်လို့မထင်အဲ့ဒါကြည့်ရရင်ကိုဩရတာအမဒါဒါဒါ ဟိုဒီလောက်ဆိုရမယ်ပေါ့နော်ကိုရတာပို့လာတဲ့တစ်ချင်းနေပို့လာတဲ့ခါအဲ့ဒါကိုငကိုမူရင်ဟိုဆိုတဲ့တစ်ချင်းတွေကနားထောင်ပေါ့နားထောင်ပြီးရဲ့ခါကျတော့ဒီမအဲမန်းလေးမှာအဲ့တစ်ချင်းနေအကုန်လုံးတရက်ထဲနဲ့အပြီးသွင်းရတာတရက်ထဲနဲ့ပြီးသွင်းရတော့ဟိုအမေထိတ်တိရဟိုမတွင်းခင်ဟိုတစ်ချင်းအတန်မတွင်းခင်နှစ်ရက်လောက်ကြိုပြီးတော့သူကကိုယ်ကိုဟို training လုပ်ပေးခဲ့တယ်ပေါ့နော်ပြီးရဲ့ခါကျတော့သွင်းတဲ့ခါကျတော့လည်းအမေကအဲ တနေ့လုံးပဲအဲ့တချင်းစသွင်းတဲ့ချိန်အားစပြီးတော့ညနေဆောင်ထိတောက်လျှောက်အမနာမှာနေပြီးတော့မှဒီသူ တေချာလုပ်ပြီးတော့ကို့ guide လုပ်ပေးခဲ့ပေါ့ဒါကြောင့်လည်းအဲ့လောက်တက်တက်ရရလေးပေါ့နော် ပြီးတဲ့ခါကျတော့ကိုပိုနိုင်ကိုပိုနိုင်ကိုလည်းကျေးဇူးတင်တယ်ကိုပိုနိုင်နဲ့အသက်ဖန်းနေသူတွေအားလုံးကလည်းဟိုမီးရမလားချွေးတလုံးလုံးနဲ့အကုန်လုံးကစတူဒီယိုထဲမှာလေအဲ့လိုစိတ်ရှည်လက်ရှည်နဲ့ကိုဟိုအချိန်ပေးပြီးလုပ်ပေးခဲ့လို့တက်တက်ရရလေးထွက်လာတာပါရှင်ဆိုခဲ့ဘူးဒါပထမအဆုံးဆိုတာပါဒီဇက်လန်းကိုကိုကမရက်ခင်ကတည်းကအကျိုးဖတ်ထားတာပေါ့နော်ဆိုတော့ဒီပြောညွန့်ဆိုရင်နောက်ဆုံးတခြင်းလေးရှိရယ်အဲ့ဒီနောက်ဆုံးတခြင်းလေးကြတော့အဲ့ဒီတခြင်း ်းလေးကိုသွင်းနေတဲ့အချိန်မှာအဲ့တချင်အဲ့တချင်သွင်းနေတဲ့အချိန်မှာပဲဒီကိုယ်ဒီဇလိုင်းတစ်ခုတော့ကိုယ့်ရင်ထဲမှာရှိနေတာပေါ့နော်ရှိနေတဲ့အခါကျတော့အဲ့အတန်အဆအဲ့အဲ့မှုကဝင်သွားတယ်အဲ့လိုမျိုးဖြစ်သွားဒီမှာအားလုံးကလေပါတဲ့တေးဥဆောင်နေအားလုံးအကုန်လုံးတေးဥဆောင်ကဟိုအားလုံးစူးစမ်းကြတယ်ပေါ့သူလောရမဲ့ character ကိုတည်တည်တတ်တတ်နဲ့တတ်တတ်ရရနဲ့ စ조사တယ်ခေးဆိုလို့ရှိရင်လည်းအရင်ဟိုအချိန်လဲတီးကြတယ်အလုပ်ပေါ်မှာလည်း view site တယ်ဗောနော်အဲဒီကောက်မှာလည်းသူတကယ်ဟိုဖန်းဦးဖြစ်ခဲ့တယ်ပေါ့လေပြီးရခါကျတော့ပြောစရာရှိအားလုံးဒီကားထဲမှာကိုဇော်ဝဲနိုင်ကိုဇော်ဝဲနိုင်ဆိုလို့ရှိရင်ဖန်းနေအရင်အများကြီးမဟုတ်ပေမဲ့ပါတဲ့ခန်းတိုင်းမှာကိုဇော်ဝဲနိုင်ရဲ့ ဇက်ရုပ်နဲ့လိုက်တယ်အဲသူသေုပ်ဆောင်လာရင်တော်တော်လေးရင်ထဲမှာခြေနဲ့အားရမိတယ်ပေါ့သေုပ်ဆောင်အပြန်ပြိသက်တယောက်အနေနဲ့ကြည့်ရတာခြေနဲ့အားရမိတယ်ပြီးတော့ညီမလေးမေးတော့မေးတော့ဆိုလို့ရှိရင်လည်းဒီကားထဲမှာသူဟိုသူသေုပ်ဆောင်တဲ့ခန်းလေးပေါ့လေတော်တော်ရင်ထဲမှာထိတယ်ဆိုတော့အာဒီကားကားတစ်ကားလုံးကိုအခုကြည့်လိုက်ချလို့အကုန်လုံးကဒီကားကောင်းတယ်အဲအားလုံးရဲ့ရင်ထဲကိုရောက်တယ်လို့ခံစားရတယ်ဆိုတော့ ဒီကားထဲမှာပါတဲ့သူအားလုံးရဲ့ကျိုးစားအားထုတ်မှုဟာမလျော့ခဲ့လို့ပေါ့နော်ဒါဒါပိတ်ကားထဲမှာပေါ်တဲ့လူတွေကတရုတ်ဆောင်တွေကိုပဲမြင်ကြလို့ဒီတရုတ်ဆောင်တွေဘလို့အဲကျိုးစားရဲဆိုတာပဲပေါ့နောက်ပိုင်းကွယ်ရမှာနောက်နောက်ပိုင်းကနေဒီတရုတ်ဆောင်တွေရဲ့ဆက်ဆက်ဆောင်မှုကိုအဲပြပြအောင်လို့အတွက်ရိုက်ကူးပေးခဲ့တဲ့ကင်မရာမန်တွေပြီးတဲ့ခါကျလို့ရှိရင်ဒီမီထိုးမန်တို့တွေရှိတယ်ပြီးရင်ရှူတင်စီစဉ်တဲ့လူတွေရှိတယ်စတေမန်နေဂျာတွေရှိတယ်ဒါပေါ့အားလုံးအားလုံးက စီစီလုံးလုံးနဲ့စူးစမ်းခဲ့ကြလို့ဒီလိုလေးတက်တက်ရအောင်မြင်မြင်လေးဖြစ်လာတယ်လို့အမကတော့ထင်ပါတယ်။အရန်ကိုအတ္တကြီးလောဘကြီးရဲ့လူတစ်ယောက်ဖြစ်သူ့ကိုတွေ့ရပါတယ်။အဲ့ဒါပြောရတယ်လူကအရန်ကိုအတ္တအတ္တအရန်ကြီးပြီးတော့နောက်ဆုံးအတ္တကြီးလောဘတွေကြီးဒေါသတွေကြီးရဲ့လူရဲ့နောက်ဆုံးအဆုံးသတ်ဆိုတာမကောင်းနိုင်ဘူးပေါ့နော်ဒါလေးကတော့ဟိုကြိတက်မယ်ဆိုလို့ရှိရင်တော့လေဒါပညာရရတယ်ပေါ့ဒါလေးက ကိုနေဝင်းเนี่ยအဓိကပထမဆုံးပဲအမဆုံးဘူးတာပါသူနဲ့ဒီတကားပဲရိုက်ဖို့သေးတယ်ဟုတ်ဆိုတော့အလုပ်လုပ်ရတာ तू อ่ะ तू อ่ะအလုပ်ပေါ်မှာလည်းစိတ်ဝင်စားပါတယ်အလုပ်ကိုလည်းစူးစမ်းပါတယ်ပြီးလို့ရှင်အဲ writer ပြောသမျှပြောတဲ့အတိုင်းပဲပေါ့เนาะ तू တေချာနာခံပြီးလိုက်လုပ်တယ်ပြီးတဲ့ခါကျလို့ရှင်အဲ तू ကိုယ်ရဲ့စူးစမ်းခြင်းစိတ်ရှိလို့ပါတော့စူးစမ်းခြင်းစိတ်ရှိပြီးတော့စိတ်ဝင်စားနေစူးစမ်းခြင်းစိတ်ရှိလို့လည်းသူ့ကိုဒီအောင်မျက်စံ character လေးမှာပြပြပြနေမမှန်ရရင်လေးတွေ့ရတာပေါ့ အဲအမကတော့ဥကြုံနဲ့တူရလို့မမြင်ပါဘူးနေဝင်းကနေဝင်းစတိုင်နဲ့နေဝင်းတော့ရှိပါတယ်ဟိုတေယုတ်ဆောင်ဆိုတာကတော့ဒီကို့ပေးလာတဲ့ character ပေါ်မှာအဲပြပြောင်တေယုတ်ဆောင်ရတာဖြစ်တဲ့တက်တကားနဲ့တကားတူမာတော့မဟုတ်ဘူးသူချင်မှလည်းတူမာပေါ့နော်ဘလို့မှတော့မတူနိုင်ပါဘူးဆိုတော့မတော်ဆိုလို့ရှိရင်ဒီလိုပဲအပြင်မှာနေတဲ့ကို့ပုံစံနဲ့ကို့ကိုရုပ်ရှင်ဟိုဇာတ်ကားမှာပေးလာတဲ့ character နဲ့ တကားနဲ့တကားတော့ character ချင်းမှမတူတာမတူတဲ့ခါကျတော့သေုပ်ဆောင်ပုံတွေလည်းကွဲပြားမှာပါဟုတ်ကဲ့ဒီကားထဲမှာပါတာတချင်ကတော့အမောက်ကိုရဲဆိုထားပါပါဘာလို့လဲဆိုတော့ဒီကားထဲမှာပါတဲ့ကိုယ့်ရဲ့ character ကိုကလည်းစိုင်းမှာဆိုတဲ့အဆိုတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ရဲ့တယုတ်ဆောင်တဲ့ character ကိုပြပြအောင်ဒီတချင်ဆိုတဲ့ဟာကိုတက်နိုင်ဆုံးစူးစမ်းပြီးဆိုဟိုဆိုထားတာပါရှင်။တနည်းလောက်ပါတင်ပြရအောင်။အဲတပတ်လောက်တော့တချင်ကိုဟိုနားထဲမှာနားရင်ဝအောင်ကြည့်ရတာပေါ့နော်။ဒါ ကျင့်ပြီးတော့မှတော့အမေအမေထိပ်သီးတန်းတန်းနဲ့ကနှစ်ရက်သုံးရက်လောက်လေ့ကျင့်ခဲ့ရတယ်ပြီးတော့သချင်းသွင်းတဲ့အခါကျတော့တရက်ထဲနဲ့အဲ့ဒီသချင်းတွေအကုန်ပြီးသွင်းရတာဟုတ်ပြီအမမတန်းစိုးနေကြတော့ဒါခါဖြစ်သွားတာဟိုးထည့်ပေးလိုက်တာဟိုဟာဟိုကိုယ်လည်းမြန်မာတန်းသချင်းတွေကြိုက်ပါတယ်ကိုကိုရန်လည်းကြိုက်တယ်ဟိုကြိုက်တဲ့အခါကျတော့ဒီလိုသချင်းလေးတွေစိုးရတာကိုလည်းပြောပါတယ်အဲမျိုးတို့ ဟိုအားလုံးတက်ညီလက်ညီနဲ့ကြိုးကြိုးဆဆနဲ့ဖန်တီးထားတဲ့အမှုပညာလေးတခုပေါ့နော်အဲ့ခါကျတော့ရုပ်ဖန်တီးထားတဲ့အမှုပညာလေးကိုပရိသတ်တွေအတွက်အစဉ်ပြေမဲ့ချိန်ရင်တော့လာကြည့်ကြပါလာအားပေးပါလာအကဲဖြတ်ပေးပါလို့မျိုးကဖိတ်ခေါ်ချင်ပါတယ်ရှင်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါ